ြီးခဲ့တဲ့ပိုင်းမှာတော့အင်တရာပြစ်ပြောင်းသွားတဲ့မွန်စပီနဲ့ဒယ်ရီတို့ကိုအဲလစ်ဘတ်ကတာစီဖို့အတွက်လုပ်ခဲ့ပါတယ်။ဒီဟာနယ်ကတော့အဲဒီမိစားတွေကိုခုမှမြင်ဘူးတာကြောင့်မယ်လီယိုဒက်စ်အဲဒီကောင်တွေကဘာတွေလဲလို့မေးလိုက်ပါတယ်။ပညတ်တော်ဆယ်ပါးပွဲဝင်တွေဟာသူတို့နှလုံး၆ခုကိုစတဲ့ပြီးတော့ပုံပြောင်းသွားရင်အင်တရာတွေဖြစ်သွားတယ်။အခုဆိုရင်သူတို့ဟာတေးတဲ့အထိဖြစ်စည်းရတဲ့မျိုးတွေကိုပဲလုံကြတော့မယ်။ငါတို့လုံနိုင်တာဆိုလို့သူတို့မှကြံရှိနေတဲ့တတ်တက်ကုံဆုံးပြီးတေတွားမှကိုစောင်းနေတာပဲရှိတော့တယ်လို့ပြောလိုက်ပါတယ်။လူရိုစီရဲ့ကသူနဲ့တူတူပူပေါင်းပြီးမိစားတွေကိုနှိမ်နှင်းပေးပါလို့တောင်းဆိုနေပေမဲ့အဲလစ်ဘတ်က တော့ညင်လိုက်ပါတယ်။သူမကကယ်တင်မှာဖြစ်လို့သူ့ရဲ့အစွမ်းတွေကိုထုတ်သုံးလိုက်ကနှစ်ယောက်လုံးကိုကုသပေးဖို့လုပ်လိုက်ပါတယ်။သူတို့ကိုကယ်တင်မှုမထိုက်တန်ကြအောင်သူတို့ကိုတက်လိုက်ရင်မျိုးနွယ်စုအလုံးရဲ့ရန်စွဲတွေရော်သွားပြီးတော့မြင်းမျက်စစ်ပွဲကပြီးဆုံးသွားလိမ့်မယ်လို့လူရိုစီရဲကပြောလိုက်ပါတယ်။အဲလီဇဘက်လက်လျှော့မှာမဟုတ်တာကိုသိနေတာဖြစ်လို့တပ်ဖို့အတွက်လုပ်တဲ့အခါမယ်လီယိုဒက်စ်ကနောက်ကနေဝင်ကားပေးလိုက်ပါတယ်။ကျေးဇူးပါပဲမယ်လီယိုဒက်စ်ရှင်းကိုတောင်းပန်ဖို့အတွက်ကျမကမထိုက်တန်သေးပါဘူး။ရှင်းမိတ်ဆွေဟောင်းတွေမတရားအောင်ကျမစူးစမ်းမယ်လို့ပြောလိုက်ပါတယ်။စာမီရဲ၊ထာမီရဲတို့ကတော့မိစ္ဆာတွေကိုကယ်တင်လို့ဗာကျိုးရှိမှလဲ ယ်လို့မေးလိုက်တဲ့အခါအကျိုးဟုတ်လားသူတို့အသက်တွေကတန်ဖိုးမရှိဘူးလို့ဘသူကဆုံးဖြတ်ပေးနေတာလဲတန်ဖိုးရှိမရှိကိုတစုံတစ်ယောက်ကဆုံးဖြတ်တာဖြစ်တဲ့လို့လားလို့ပြန်မေးလိုက်တယ်နေရလင်းအောင်နဲ့ညာအမောင်ဟာဒီလူတွေပေါ်မှာညီမျှစွာနဲ့ကြားရောက်နေတယ်လူသားတွေလူဘလူတွေနတ်ငယ်တွေနှစ်ပြားတွေနဲ့နဇိုးတွေပေါ်မှာပါကြားရောက်တယ်လို့ပြောနေတာကြောင့်အစင်းမြင့်နှစ်တွေကဒီလိုအသက်ချမ်းသာပေးတာမျိုးဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးလို့လူရိုစီရဲကအော်ပြောနေပါတယ်သူတားစီလို့မရမှန်းသိတဲ့အခါမယ်လီယိုဒက်စ်နဲ့ပညတ်တော်တွေကိုနှိမ်နှင်းဖို့စာရီယန်နဲ့ထာမီရယ်တို့ကိုပါသူ့ကိုလာပြီးတော့အပြစ်ပေးဖို့ပြောလိုက်ပါ ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကတော့အဲလိစ်ဘတ်ကိုကူညီအားပေးပေးခဲ့ကာသူတို့မှန်တယ်ထင်တာကိုပဲလုံးမလို့ပြောလိုက်တယ်ဒီလိုနဲ့အဲလိစ်ဘတ်ဟာအမောင်တို့ကိုလင်းပြင်းပြိုခွင်းကအင်ဒရာရီဖြစ်နေတဲ့မွန်စပီနဲ့ဒယ်ရီတို့ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်ကုသပေးပြီးတဲ့နောက်မှာတော့အဲလိစ်ဘတ်ဟာပြောခွေကြသွားခဲ့ပါတယ်လူဒိုစီရဲ့ကတော့သူတို့ကိုတက်ရှင်ဝင်ပေးမယ်ထင်လို့လားဆိုပြီးထိုးသက်ဖို့ဆင်သွားခဲ့တာကြောင့်ဒီယာနယ်နဲ့ကင်တို့ကကူကံပေးခဲ့ပါတယ်လူဒိုစီရဲ့မင်းရဲ့လောက်ရက်တွေကကြိုးချောင်းစီလျော်မှုရှိတယ်လို့ထင်ပါတယ်စစ်ပွဲအတွင်းမှာတက်ပြတ်တာကိုမတရားဘူးလို့ပြောနိုင်ပါဘူးဒါပေမဲ့အဲလိစ်ဘတ်ကသူ့ အတက်ကိုယင်ပြီးတော့သူတို့ကိုကယ်ခဲ့တာလေသူ့ရဲ့ကြိုးစားမှုလကားပြင်းအောင်တော့မလုပ်နိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီလိုနဲ့မယ်လီယိုဒက်စ်ကကူညီပေးတဲ့ဒိုဂလိုဇီနီယာတို့နဲ့ဆာရီယာတာမီရီတို့ကိုပါကျေးဇူးတင်ကြောင်းကိုပြောလိုက်ပါတယ်ပညတ်တော်တွေပြန်လာတက်မှာကိုတည်နေတဲ့ကင်းကတော့မင်းဒီတို့လှုပ်ချင်တာတည်ကြရဲ့လားသူတို့ကိုမင်းကယ်လိုက်တဲ့ဆိုုံနဲ့သူတို့နဲ့မင်းမိတ်ဆွေဖြစ်သွားပြီလို့ပြောလို့မရသေးဘူးတနေ့ကျရင်ပညတ်တော်တွေကတေချာပေါက်မင်းကိုပြန်လာတက်နိုင်တယ်လို့ပြောခဲ့တယ်အဲကြတော့လေငါနဲ့သူတို့တွေပြဓာတလန်းတက်နလန်းရှောက်ကြတာပေါ့လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်ဒါရီကိုကြည့်မနေနိုင်တော့တဲ့လူတို့စီရဲ့ကအ ရေးပေါ်စစ်ကူတွေကိုခေါ်ဖို့အတွက်နေရိုဘတ်စတာကိုလမ်းဆက်တွေ့နေခဲ့ပါတယ်။မာရဲကိုလမ်းဆက်တွေ့ဖို့နေရိုဘတ်စတာကိုပြောနေပေမဲ့စိတ်ထိန်ချုပ်ခံထားရပြီဖြစ်တဲ့နေရိုဘတ်စတာကအခုမှသိစိတ်ပြန်ဝင်လာကဂိတ်တကားကိုဖွင့်ဖို့လုပ်တဲ့အချိန်မှာတော့မဲလာဇူလာကနတ်ဂိတ်တကားကိုမိစ္ဆာတွေဝင်ထွက်သွားလာနိုင်တဲ့ဂိတ်တကားတစ်ခုအဖြစ်ကိုပြောင်းလဲထားလိုက်ပါပြီ။ပညတ်တော်နှစ်ပါးကစတေဂမာကန်တတဲကိုရောက်နေပြီဖြစ်လို့အမြန်ဆုံးလာရောက်တိုက်ခိုက်ပေးဖို့အတွက်နေရိုဘတ်စတာကစိတ်နဲ့လမ်းဆက်တွေ့ခဲ့တယ်။ဒါပေမဲ့ရော့ဂျ်နဲ့တူလူတွေကဝင်ရောက်တားဆီးမဲ့လူတွေကိုတပ်ပစ်ခဲ့ပြီးသူတို့မှရည်ရွယ်ချက်တစ်ခုပဲရှိတယ်လို့ပြောခဲ့ ဲပါတယ်စိတ်တွေလေးလံလာသလိုခံစားနေရတဲ့ကင်းနဲ့ဒီယာနယ်တို့ကနတ်ကျက်တဲ့ရေဆောင်ကိုမြန်ပြီးဖို့အတွက်လှုပ်လိုက်ကြတယ်မယ်လီယိုဒတ်ကိုတော့အဲလစ်ဘန်နဲ့အတူနေပြီးမွန်စမီနဲ့ဒယ်ရီတို့ကိုကာဝယ်ပေးထားလို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်လာနေပြီဆိုတာကိုတော့ကိုတာကတဘောပေါက်လိုက်ပြီးမယ်လာစကူလာရဲ့မန်တန်ကလည်းအခုထိမပြပြတ်သေးပါဘူးကင်းကတော့အဲဒီနေရောင်ဟာအနာဂတ်မှာငါတို့နဲ့ရန်သူတွေဖြစ်လာမယ်ဆိုတာကိုသိနေတာတောင်မှကာဝယ်ပေးဖို့သူ့ကိုတောင်းဆိုမိတယ်လို့ဒီယာနယ်ကိုပြောလိုက်ပါတယ်မဟုတ်ပါဘူးနေလောက်ခဲ့တာတွေကအမှန်တယ်လို့ပြောလို့ရပါတယ်လူတိုင်းဟာအကြောင်းရင်းကိုစီနေ ဲ့တိုက်ခိုက်ကြရတယ်ဆိုတာတည်ကြရတယ်လေလူတိုင်းဟာသူတို့ချင်းရတဲ့တငယ်ချင်းတွေမျက်စိချင်းမှာတက်ခံရမယ်ဆိုရင်လုံးစရာရှိတာကိုဇက်လုံးကြမှာတည်ကြပဲငါလည်းသူ့ကိုခွင့်လို့မပေးနိုင်ဘူးလို့ဒီဟာနယ်ကပြောလိုက်ပါတယ်အဲ့ဒီအချိန်ကိုသာကရောက်လာခဲ့ပြီးသူတို့နှစ်ယောက်ကိုတားထားလိုက်ပါတယ်သူဘာလို့ဒီကဘာမှာရှိနေတာလဲဆိုပြီးသူတို့နှစ်ယောက်လုံးလဲကြောင်သွားကြပါတယ်ငါနာမည်ကကိုသာပါတွေ့ရတာဝမ်းသာပါတယ်နတ်တငယ်ပင်ကလူစီနီယာနဲ့လူဘလူပြင်တို့လိုမိတ်ဆက်လိုက်ပါတယ်မင်းတို့နှစ်ယောက်အကြောင်းကိုမင်းတို့တတိမမှုတဲ့ကိစ္စတွေကိုတောင်မှသိတယ်ဆိုပြီးလူစိုးအိုက်တင်လောက်ကဟာတာတွေလုံနေခဲ့ပါတ တယ်ဂိုသားရဲ့ဟာသားကိုတကယ်တင်သွားတဲ့နှစ်ယောက်လုံးရဲ့တုံ့ပြန်မှုကိုကြည့်ပြီးဒီလိုပေါက်ကရဟာသားလုတာကပျော်ရွှင်စေတယ်ဆိုလို့လုပ်ကြည့်တာပါလို့ပြောလိုက်ပါတယ်ခွင့်လွတ်ပေးပါမင်းတို့ကိုဒီကိုက်ဖို့မယူရွယ်ပါဘူးလို့ပြောလိုက်တဲ့အတွက်ကြောင့်သူဟာငါတို့တီးတဲ့ဂိုသားမဟုတ်ဘူးလို့ကင်းကပြောလိုက်ပါတယ်ငါကဂိုသားမဟုတ်ဘူးဟုတ်လားမင်းမကိုဆိုလိုတာလဲလို့ပြန်ပြီးတဲ့အခါအသေးစိတ်ကိုတော့ခုမပြောနိုင်ပေမဲ့မင်းကငါတို့တီးတဲ့ဂိုသားနဲ့ရှင်ကြည့်ရင်ကွာခြားမှုတစ်ခုခုတော့ရှိနေတယ်လို့ကင်းကပြောလိုက်ပါတယ်မင်းကငါမတီးတဲ့ငါကြောင့်ကိုတီးထားတာလားစိတ်ဝင်စားစရာဇလန်းပဲလို့ပြောနေခဲ့ကအနောက်ကပွင့်နေတဲ့ပေါက်က နေမဲလာစကူလာကပေါ်လာပြီးတူဂိတ်တကားပြီးအောင်ပဲအာယုံဆိုင်ချင်တာဖြစ်လို့ဒီတကားကိုပိတ်လိုက်တော့မယ်လို့ပြောခဲ့ပါတယ်။လုံစင်ရကိစ္စတွေပြီးသွားရင်ဝိညာဉ်ပြည့်ဖြစ်ထားတဲ့စီပိုင်းထဲဆုံး၅ခုလောက်လိုချင်တယ်ဆိုပြီးတော့ပြောက်သွားခဲ့ပါတယ်။ကိုသာမင်းမလို့သူတို့နဲ့တပွဲတည်းရှိနေရတာလဲလို့ကင်းကမေးလိုက်တဲ့အခါမင်းတို့တွေကတူတူဆန်ဆန်ပြောနေတာပဲငါနာမည်ကိုတီးရတာဆိုရဲငါကပညတ်တော်ဆယ်ပါတဲ့ကတပားဆိုတာကိုကြားတော့မတီးဘူးလားဟာလို့ကိုသာကပြန်မေးလိုက်တယ်။မင်းကပညတ်တော်တပားဟုတ်လားဒါပေမဲ့မင်းကဒုစရိုက်ခုနှစ်ပါးဖွဲ့ဝင်တယ်လို့ကင်းကပြောတော့ကိုသာတော်မှကြောင်သွားပါတယ် တယ်ဒီအနေကတော့အရေးကြီးဆုံးကိစ္စကိုပဲရင်လုံးကြရအောင်ငါတို့ရစ်စတစ်ကမာခံတက်ကိုသွားရအောင်မယ်ဒီမှာအချိန်ပြုံးနေတော့မော်စွာအားတွေတခုပြီးတခုပြောက်ွက်နေတာကိုခံစားမိတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကိုတော့ဂိတ်တကားမပြီးမချင်းအနာဂတ်ခွင့်မပေးဘူးဆိုကကိုသာကတားနေပါတယ်သူ့မော်စွာကစိတ်တွေကိုလိုလိုထိန်းချုပ်နိုင်တာပဲဂယူးဆိုင်ပါဒီအနေနဲ့နှမညံတွေကိုဖျက်ပစ်ခဲ့တာသူဟာလို့ပြောလိုက်တော့သူ့မညံတွေကိုပြန်ပေးဆိုပြီးကိုသားစီမှာတွားတောင်းနေပါတယ်နှမညံတွေကိုဖျက်ခဲ့တာကသူဆိုပေမဲ့အနာဂတ်နှစ်ပေါင်း၃000ကြာကကိုသာကမှနှမညံတွေကိုလူယူခဲ့တာလို့ င်ကပြောတော့မင်းတို့ပြောနေတာတွေကိုလိုက်မမီတော့ဘူးလို့ကိုတာတောင်မှပြန်ပြောနေရပါတယ်။ငါတို့ကုမဆုံမှုတာတော့သိကြပါတယ်လို့ကိုတာကပြောတဲ့အခါငါတို့ကတကယ်နဲ့တငယ်ဘရင်နဲ့လူဘလူဘရင်မဟုတ်ဘူး။သူတို့မဟုတ်တဲ့ခြားလူတွေပါဆိုပြီးဒီအာနယ်ကရှင်ပြနေခဲ့ပါတယ်။ငါတို့တွေကလာမယ့်နှစ်ပေါင်း3000ကျော်ကရောက်လာခဲ့တဲ့လူတွေငါတို့ပြောတာကိုယုံမယုံကတော့မင်းသဘောပဲလို့ကင်းကပြောလိုက်တဲ့အခါစိတ်ဝင်စားစရာပဲအဲ့ဒီအကြောင်းကိုနားထောင်ကြည့်နေလို့ကိုတာကပြောခဲ့ပါတယ်။တစ်ဖက်မှာဂိတ်တကားကိုပွင့်နေတဲ့မဲလာစကူလာကတော့အောင်မြင်စွာပွင့်နိုင်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ ဲ့တခုခုတော့မာနေပြီးငါဘာကိုဖန်တီးမိခဲ့တာလဲဒါကငါလိုချင်ခဲ့တယ်လို့မဟုတ်ဘူးဆိုပြီးကိုသာနေငါကိုတုံးချခဲ့တာမလားဒါကမိစ္ဆာကြီးတကားမဟုတ်ဘူးမိစ္ဆာကဘာရဲ့ကျင်းထောင်တကားပဲဆိုကပောက်ကွဲနေခဲ့ပါတယ်စစ်ပွဲကနေဒီကိုနေနဲ့တူလာခိုင်းပြီးတော့ဒါကြီးကိုဖန်တီးဖို့ငါစိတ်ကိုတင်ကျုပ်ခဲ့တာမလားဆိုကဒေါသတွေထွက်နေခဲ့တယ်ဟုတ်တယ်ဒီအစည်းအဝေးကိုချမှတ်ပြီးကြတဲ့ကနင်းကငါနေနဲ့တင်ကျုပ်ခဲ့မိတာပါငါကိုခွင့်လွတ်ပါငါရဲ့လွတ်လပ်မှုကိုဆောင်ကျင်းနိုင်ဖို့ဒီလိုလုပ်ခဲ့မိပါပါဆိုတဲ့အတန်နဲ့အတူထောင်ထဲကနေတစုံတစ်ယောက်ကထွက်လာပါတယ်နင်းငါဆိုပြီးအော်ပြောတော့မဲ့ ူမကိုတော့စကားမပြောဖို့စိတ်ကိုထင်ကျုပ်လိုက်ပြီးတိုးတိုးနေနဇိုးပြင်ကြီးတတိထားမိသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ငါချုပ်ခံထားရတာကနှစ်ပေါင်း900လောက်ရှိသွားပြီတဲ့လား။ပြင်ပလော်ကာရဲ့ဒီနေရာကိုရောက်လာရတာကတကယ်ကိုကောင်းပါတယ်ဆိုပြီးသူပြောနေတဲ့အတိုင်းဒီအာနယ်တို့နဲ့အတူရှိနေတဲ့ကိုတာကလည်းပြောနေခဲ့ပါတယ်။စကားတွေပြောနေမိတာကိုစိတ်မရှိပါနဲ့ကွာ။တချို့လောက်ဆရာကိစ္စလေးတွေလုပ်နေရလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်။တဖက်မှာမဲလာစကူလာကတော့ရှင်ကဘာတူလဲလို့မေးနေခဲ့ကာဟုတ်တာပဲမဲလာစကူလာငါရတကယ်ပုံတံတန်အစ်မန်ကိုအခုမှပထမဆုံးချိန်မြင်ဘူးတာမလား။ ။ငါကကိုယ်တာပါ။ဘာမစိုးငါကြားနိုင်စွမ်းရှိပါရယ်။အမျက်တော်သားပူဆွေးမှုကြောက်ရွံ့မှုနာကျင်မှုအစားရှိတဲ့ဆိုရတဲ့ခံစားချက်တွေအလုံးကယုံကြွားနေတယ်လို့ပြောနေခဲ့ပါရယ်။ကိုယ်တာပြောတဲ့အတိုင်းအပြင်ဘက်မှာရော့ရော့တိုးပွဲတွေကလူဘလူးတွေနတ်ငယ်တွေနဲ့နဗျားမျိုးနွယ်တွေကိုလိုက်လံတပြက်နေပါရယ်။ခံစားချက်တွေဆိုတာဟာအသက်ရှင်မှုရဲ့စစ်မှန်တဲ့တည်တည်နဲ့ဘူကပဲလို့ကိုယ်တာကပြောတဲ့အခါဒီကိစ္စကိုဒီတိုင်းပြီးတော့မယ်မထင်တဲ့ကိုယ်တာမိစ္ဆာဘရင်ရဲ့ခွင့်ပြုချက်မရှိဘဲလှုပ်ရှားတာကိုဘလို့မှခွင့်မပြုနိုင်ဘူး။ငါတို့ရိစစ်ပွဲမှာတပန်းတာနေတာကိုတတိထားမိလားလို့မဲလာစကူလာ ာကပြောလိုက်ပါတယ်မြင်းမြတ်စစ်ပွဲဆိုတာကသူ့အတွက်ဘာမှရေးမကြီးတလို့လုံအားကိုစိတ်ဝင်စားတာလည်းဖြစ်ပါတယ်ငားရဲတကူကောင်းဆိုင်နဲ့ပညတ်တော်ကိုကြောင်းပြပြီးတော့မိစ္ဆာဘရင်ကနှစ်ပေါင်း900လုံးလုံးငားရဲလွတ်လပ်မှုကိုလူယူသွားခဲ့တယ်အပြင်လောကကိုတော့ငားရဲရုပ်ခန္ဓာကိုဖြစ်တဲ့ကိုတာကနေပဲတဆင်းခံစားဝင်ရှိခဲ့တယ်လို့ပြောနေပါတယ်အယုတ်ကိုတာဆိုတဲ့အကြောင်းကိုတော့ဒီအာနယ်နဲ့ကင်တို့တွေကသဘောပေါက်သွားခဲ့ကြပါတယ်